အနာသိန်းစကောင်းဆောင်ဘူဂျုံမှုကြီးမြောင်းလိုင်းကဟိန်းနုဘာသာဝင်တွေရဲ့ဒီပါဝလီမိထွန်းပွဲတော်ကိုအကြောင်းပြုပြီး၎င်းတို့ရဲ့ရွေးကောက်ပွဲအစီအစဉ်အတွက်စီယုံပြောဆိုခဲ့တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းတကုံမြို့နယ်ရှိအမျိုးသားဆက်ယုံမှာအော်တိုဘားလ18ရက်နေ့မှာကျင်းပတဲ့ဒီပါဝလီထိမ့်မှတ်ခမ်းနားကိုတက်ရောက်လာတဲ့စကောင်းဆောင်ကအခုလိုပြောဆိုကြောင်း၎င်းတို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အခုကျင်းပတဲ့ဒီပါဝလီမိထွန်းပွဲတော်ကြောင်း နိုင်ငံမှာအခုချိန်ကစပြီးပုံမှန်ကောင်းမွန်တိုးတက်တဲ့အခြေအနေကောင်းတွေရရှိခံစားနိုင်မယ်ဆိုတာယုံကြည်တယ်လို့စစ်ကောင်းဆောင်ကဟိန်းသူဘာသာဝင်တွေကိုပြောကြားခဲ့ပါတယ်။ဒါအပြင်စစ်ကောင်းဆောင်က၎င်းတို့အနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်ကစလို့ရွေးကောက်ပွဲ ပြုလုပ်သွားမှာဖြစ်ပြီးအောင်မြင်စေဖို့အတွက်ဖွဲ့စည်းတီးတီးကလည်းဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ဆက်လက်ပြောပါရယ်။ဒါအပြင်ဘာသာရေးလူမှုရေးပြည်ပခါတွေကြောင့်ဒုက္ခရောက်နေသူတွေကိုကူညီဆောင်ရှောက်ဖို့ ဘာသာရေးနဲ့ဆက်နွယ်တဲ့နိနာမှုတွေရှိလာမှကဥပဒေနဲ့ညီညီတိုင်းဆောင်ရွက်ပေးဖို့လှုံ့ဆော်နေတယ်လို့လည်းထည့်သွင်းပြောဆိုပါရယ်။ဒါပေမဲ့လက်ရှိမှာတော့စစ်ကောင်းဆောင်ဥဆောင်တဲ့စစ်ကော်မရှင်ဟာ၎င်းတို့အာဏာသိမ်းပြီးနောက်ဘာသာလူမျိုးမရွေးဘာသာရေးကောင်းဆောင်တွေပါဝင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေတယ်လို့နိုင်ငံတော်ဘုံကျဲတိုက်ခိုက်နေပါရယ်။အခုအခမ်းအနားကိုစစ်ကောင်းဆောင်တဲ့ဇနီးဖြစ်သူအပြင်စစ်ကော်မရှင်အဖွဲ့ဝင်တွေလက်အောက်ခံဝင်ကြီးတွေပါဝင်မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာတန်ယုံတွေကတန်မတ်ကြီးတွေနဲ့တန်ယုံကြီးကတွေတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီထိမ့်မတ်ခန်းနာကိုမြန်မာအိန္ဒိယချစ်ကြီးရဲ့တင်းနဲ့မြန်မာနိုင်ငံမှာမိတင်းနေထိုင်ကြတဲ့ဟိန္ဒူမျိုးနွယ်စုတွေကစူပေါင်းကျင်းပတာဖြစ်တယ်လို့စစ်ကောမရှင်ကထုတ်ပြန်ပေါ်ပြထားပါတယ်။